Elon Musk at the Pentagon today are hearing about Defense Department cuts. အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတခါတော့တရုတ်နဲ့ US ဖြစ်နိုင်ခြေကိစ္စအမှာ Trump ကဗာပြုတ်ခဲ့လေပြီးတော့မနစ်တနေ့က Elon က Pentagon မှာတွားပြီးမှ Defense ကကိုရထာနာရဲ့အတုံးစရိတ်ကိုဖြတ်ဖို့အကျူးစားနေရလားဆိုတော့အမေခွန်းတွေကိုသူကမေးထားတာဖြစ်တယ်ပေါ့ဒီဗီဒီယိုဥစ္စာက Marshall Anderson ဥစ္စာမနစ်တနေ့ကဥစ္စာဖြစ်တယ်ပေါ့နော် ထရမ့်ကပြောခဲ့တဲ့ကြည်ကြအောင် Making our country strong. Well, we're making our country strong. And when they see a thing like that and they hear that story about Elon and China, what they should do is realize that the New York Times is a corrupt institution because I think they're the ones. So, Trump got up, you know. နီယော့ချမ်းကလုံးဝအကျင့်ပြနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်နေတယ်လို့သူကပြောခဲ့တယ် ပါကျော့ထရမ်ကအခုလိုမျိုးပြောခဲ့လဲဆိုတော့နယူးယောက်ထရမ်ကအီလွန်နဲ့ဂျောင်းကိုရေးခဲ့တယ်ကွာပန်တကွန်မာနော်တကိ top အရာရှိကြီးတွေကိုစီဝေးလို့နေတယ်နော်တကိလှုပ်ဝတ်တဲ့အစီဝေးကြီးတွေကိုလုပ်နေတယ်အဲ့ဒါမှာအီလွန်ကိုခေါ်ခဲ့တယ်ပေါ့နော်သူတို့ရဲ့အစီရေးအစီအစဉ်ကိုပါအီလွန်ကိုဖော်ပြခဲ့တယ်ဆိုပြီးမှနယူးယောက်ထရမ်ကဖွာပြီးရေးခဲ့တယ်ဆိုတော့ထရမ်ကအလားတူ နယူးယောက်ချမ်းကိုလုံးဝငစ်ပတ်နေတဲ့လုံးဝအချင်းပြတ်နေတဲ့အဖွဲ့အစည်းစုမှာခေါ်ခဲ့တယ်ပေါ့နော်အမန်စွန်တော့အီလွန်ကအဲ့ဒီပန်ဒကွန်မှာတွားတာကအစီရေကိစ္စတွေကိုဆွေးနွေးဖို့တွားတာမဟုတ်ဘူးသူရဲ့ဦးဆောင်ထားနေတဲ့ Dodge Department အကြောင်းကိုဆွေးနွေးထားတာဖြစ်တယ်ပေါ့နော် Sorry, was it true? Nobody believed that story. People that, when I first called, they they laughed when they heard this. Nobody believed it that the Pentagon was giving him a briefing on what war with China would look like. Yeah. And he has business said, no, they made that up because it's a good story to make. So, uh, Darika, New York Times ka pandi ပြမရှောက်ရဲတော့စာပြနေဘသူကမှလည်းယုံတာမဟုတ်ဘူးပေါ့တချို့လူတွေရည်တော်ရည်တဲ့ဆိုမှပြောနေတယ်ပေါ့နော် They're very dishonest people then I look I I have it with the times uh and you'll see more and more of it to me it's a very very dis, you know, very dishonest organization. No one may use that to put city bus up your name. Like that is made up; it's total fiction. <laughs> and I, I just wanted to make sure. I called up chief of staff and I called up Pete. <laughs> and I said, "Is there any truth to that?" Absolutely not. So now Trump got up and the game up, she malabo. အဲ့တော့ကျွန်တော်က chief staff ဖုန်းခေါ်နေတယ် pit ကိုဖုန်းခေါ်ဖုန်းခေါ်နေကောက်ရေးဝန်ကြီးကိုဖုန်းခေါ်နေတယ်ပေါ့နော်ခင်ဗျားတို့ဒီ China နဲ့ US အကြစီရေးပရိပခတို့အကြောင်းကို Elon ကိုပြောပြတာလားဆိုတော့ကျွန်တော်တော်မေးတယ်သူတို့ကမောမပြောပြပါဘူးသူတို့ကသူတို့ကပြန်ပြောတယ်ပေါ့နော် not there for china. အဲဆိုတော့ Elon က Pentagon မှာသွားတာက Doge ဘောတော့ Department of Government Efficiency အရေးအတွက်သွားနေတာ China အရေးအတွက်သူသွားတာမဟုတ်ဘူးပေါ့ If I mentioned Shannon, I think he'd walk out of the room. He wouldn't, he wouldn't take it anyway. Mm. So it's just a made up story. So, no. the New York Times က just make up story ပေါ့သူတို့ဒီ twin tower နဲ့ပုံပြင်တွေဖြစ်တယ်ဆိုတာပြောခဲ့တယ်ပေါ့ New York Times report that Elon Musk was going to be showing a 20 to 30 page presentation about a theoretical war plan against China why not to show it to Elon ဆိုတော့မေးခွန်းကတော့မင်းနေတယ်ပေါ့အဲဆာဆိုတော့မင်းက သမရအကြီးကငင်းပယ်တယ်ပေါ့နော် so ဒီအာ theory အရာတရုတ်နဲ့စစ်စင်ကြီးအကြောင်းကို page 20တူတာရီလောက်ရှိနေတယ်ပေါ့အဲ့ဒါကြီးကဘာဖြစ်လို့အလုံးကိုမပြတ်ချင်ကြတာလဲဆိုတော့သူကမေးတယ်ပေါ့ရမေခွန်းက Trump ကိုမေးနေတယ်ဘာဘာဖြစ်လို့ပြပါလားပေါ့အလုံးကိုပြပါလားတရုတ်နဲ့စစ်ဖြစ်နိုင်ချေအကြောင်းတွေကိုပြပါလားဆိုမှမေးနေတယ် Trump ကတော့ဘယ်လိုပြန်ဖိခဲ့မလဲဆိုတော့ကြည့်ကြည့်အောင် I don't want to share anybody you know you're talking about a potential war with China อืม Trump ကတော့ပြောနေဒီလူမျိုးကိစ္စကကျွန်တော်ဘယ်သူ့ကမှမပြချင်းဘူးတဲ့ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ဒီကိစ္စပြောနေတာကတရုတ်နဲ့စစ်ပစ်နိုင်ခြင်းအကြောင်းကိုကျွန်တော်ပြောပြတာတော့ကျွန်တော်ပြောတာပေါ့ဆိုဒီကိစ္စကြီးကကျွန်တော်တို့ကဘယ်သူ့ကမှတော့ပြမှာမဟုတ်ဘူးဆိုမှ Trump ကတော့ပြောနေတယ်ပေါ့နော် Now uh deal with these people all the time. I'm dealing with Pete. I'm dealing with these gentlemen on numerous different. ဆိုတော့တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လည်းကျွန်တော်ကတော့ဆွေးနွေးနေတယ်ပေါ့နော်ချောက်ကပြောတယ်ဖြစ်ဆိုတာကာကွယ်ရေးဝန်ကြီးကသူကပြောနေတယ်ဟိုဖက်ကရက်နေတဲ့ဥစ္စာကတကိ Air Force ရဲ့ General G ရင်းကိုပြောနေတာပါ Flight purchases and I think they're all going to be great but I don't want other people saying anybody saying potential war with you ဆိုတော့ တာဝန်ရှိပုဂ္ဂိုလ်မှလွေးလို့ပေါ့နော်။ကြံတဲ့ဘသူမစုပေါ့နော်။ဒီ China နဲ့ Sipinachi အကြောင်းတွေကိုဘသူ့ကိုမှမပြချင်းဘူးဆိုမှပြောနေတယ်။သူကဆလူတဲ့သဘောက Elon ကဘလောက်ပဲအရေးပါအရေးပါပေါ့နော်။သူကအစူရရဲ့ဝန်ထမ်းတရားမဟုတ်ဘူးကွာ။တာဝါရှိပုံကမဟုတ်ဘူးကွာ။ဆိုတော့သူ့ကိုပြဆရာကိုမလူတာပေါ့နော်။ဆိုတော့ Trump ကလည်းသူ့ကိုဘာမှပြမှာမဟုတ်ဘူးလို့သူကပြောနေတယ်။ this is one of the reason why i like trump guys သူကဒီပြောတယ်ကွာပြက်သားတယ်ကွာဘလောက်ပဲဖြစ်ဖြစ်ပေါ့နော်သူပြောချင်တာကိုပြောတာပဲဖြစ်တင်တာကိုသူအလုပ်နေတာပေါ့သူသဘောကျတယ် Uh, we don't want to have a potential war with China, but I can tell you if we did, we're very well equipped. Wow. Wow, 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 wow. Trump ကဘာပြောခဲ့လဲဆိုတော့ကျွန်တော်တို့တရုတ်နဲ့ဖြစ်နိုင်ခြေစစ်တွေကိုမဖြစ်ချင်ပါဘူးတဲ့။ဒါမဲ့တကယ်လို့မဖြစ်ခဲ့တော့ပေါ့နော်။ကျွန်တော်တို့ကကောင်းကောင်းလေးပြင်ဆင်ထားတဲ့ Trump ကလည်း3ပေးလာတယ်ကွာ။ ဒီကိစ္စကပြစ်တတ်တော့မှတ်မိသေးလားမသိဘူးကျွန်တော်တို့လွန်ခဲ့တဲ့တပတ်လုံးတတလလုံးတလျှောက်လုံးဒီကိစ္စဆွေးနွေးခဲ့တဲ့ကိစ္စကြီးတစ်ခုဖြစ်နေတယ်နော်တရုတ်ဖက်ကအခွင့်ကိစ္စအကနေဆလာတယ်နော်အခွင့်ကိစ္စနဲ့ကဆလာပြီးမှအခွင့်ဒီကုန်တူရေးစီရေးတာမကဘူးကျန်တဲ့စီရေးပိုင်းမှာကျွန်တော်တို့အစီအစဉ်ဖြစ်နေတယ်ဆိုမှတရုတ်ဖက်ကကြေညာခဲ့တာနော်အဲ့ဒီနောက်ပိုင်းမှာ US ရဲ့ Defense Ministry ဖက်ကလည်း ပြောလာတယ်။အော်မင်းတို့ဒါလူမျိုးအစင်တစ်ဖြစ်ခဲ့တယ်ဆိုကျွန်တော်တို့ကလည်းအကောင်းဆုံးပြင်ဆင်ခဲ့တယ်ဆိုပြီးမှ US ကလည်းပြောလာခဲ့တယ်ပေါ့နော်။အဲ့ဒါအကြောင်းလေမနေ့ကမနေ့တနေ့က F45 ရဲ့အကြောင်းတွေကိုလည်း US ကမိတ်ဆက်ပေးခဲ့တယ်ပေါ့နော်ကဘာကြီးကိုဘလောက်ထိမြန်တဲ့အကြောင်းဘလောက်ထိကောင်းကြောင်းသူတို့ကကဘာကြီးကိုမိတ်ဆက်ပေးခဲ့တာ။တော့တရုတ်ကလည်းမနေ့တနေ့ရဲ့အခြေအနေကိုတွားကြည့်ပါထိုင်ဝမ်နဲ့နားမှာလေပတ်ပြီးမှပြဿနာတွေလိမ့်လိုက်ရှာနေတယ်ပေါ့နော်။ဆိုတော့ Trump ကလည်းပြောနေတယ်ကျွန်တော်တို့ တရုတ်နဲ့စစ်ဖြစ်နိုင်ချေတော့ကျွန်တော်တို့မလူလားပါဘူးတော့ဒါမဲ့တကယ်လို့မဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ကောင်းကောင်းလေးပြင်ဆင်ထားပါတယ်ဆိုမှ Trump ကတော့ပြောလာတယ်ပေါ့နော် but i don't want to show that to anybody but certainly you wouldn't show it to a businessman who อืมอ่าจ้ะบ่บาไม่ผิดๆดีเคสอ่ะจิตูตูก็มาไม่ปัดฉิมบ่อะทูทูอีลอนบิสเนสแมนบ่ตูก็อีลอนตูก็ไม่ปัดฉิมบ่ทุกมาทรัมป์ก็ပြောနေတယ် is helping us so much he's a great patriot he's taken it's paying a big price for helping us cut costs and he's doing a great job he's mm. finding tremendous waste fraud and abuse mm. but i certainly wouldn't want you know elon has businesses in china အဲဒါပွိုက်ဖြစ်နေတယ် Trump ကပွိုက်ဖြစ်နေတယ်ကုချင်းစာပေးတာပေါ့ Elon အတွက် Elon ကတကယ် mutual set ရှိတဲ့လူတယောက်ပါပေါ့နော်ကျွန်တော်ရဲ့ American ကိုကောင်းရာကောင်းချောက်သူကအစအစရရနဲ့ပါနဲ့ကူညီပေးတဲ့လူတယောက်ပေါ့နော်ဆိုတော့အထူးသဖြင့် Elon ကလည်းတယောက်မှာစီးပွားရေးတွေရှိနေတယ်ပေါ့နော် ဆိုအဲ့ဒီတယောက်မှစီပေါ်ရေးရှိတဲ့လူကြီးကကျွန်တော်ကအီလန်ကိုသွားပြမှာလားပေါ့နော်အီလန်ကလည်းဒီတယောက်နဲ့ပဋိပက္ခဖြစ်တာတွေကိုသူကလုံးဝအကြိုက်မှာမဟုတ်ဘူးသူမှသူအစကတည်းကပြိုခဲ့တာနော်အခုန9မိနစ်အာပိုင်းမှာသူပြိုခဲ့တယ်ပေါ့နော်ဆိုတော့အီလန်ကတယောက်မှ Tesla company ကြီးကြီးတွေရှိတယ်ကွာဆိုတော့အီလန်တော့လေ Trump ကအထည်အပြီးစဉ်းစားပေးတာပေါ့နော် and he would be susceptible perhaps yeah very bad to us on tariffs. They charge 100%, 200%. <coughs> Elon was over there today to address costs. Doge, thing called Doge, which you've heard about. that's exactly right. အဲ့ဒီမှာအဲ့ဒီ Pentagon ရဲ့ကိစ္စကိုပြန်ရှင်းပြရဲပေါ့နော်။ Dodge ကိစ္စအနေနဲ့သွားတာပါဆိုမပြုတ်ခဲ့တယ်။ဆိုတော့ကာကွယ်ရေးဝန်ကြီးကရောပြောမယ်ဆိုတော့ဆက်လက်ပြချရှိအောင်။ You pointed out it was a fake story. We we pointed out it was uh, it was meant to sort of undermine whatever relationship the Pentagon has with Elon Musk ဆိုတော့ကာကွယ်ရေးဝန်ကြီးကလည်းပြောနေတယ်ဒါကတော့လုံးဝ fake ဆိုတော့အတူအယောင်တင်းတွေပါဆိုမှပြောနေတယ်ဆိုတော့အဲ့ဒီ New York Times ကကျွန်တော်တို့ Pentagon နဲ့ Elon Musk မှာရှိနေတဲ့ဆက်ဆံရေးကိုဖျက်ဆီးရာဖျက်ဆီးကြောင်းလုပ်နေတာပေါ့နော် Elon Musk is a patriot Yeah. Elon Musk is an innovator. ဆိုတော့ Elon Musk ကတော့လုံးဝတကယ် mutual aid ရှိနေတဲ့လူတစ်ယောက်ကွာ။အဲ့တော့ innovative ဖြစ်နေတဲ့လူတစ်ယောက်။ D twin party နဲ့လူတစ်ယောက်ပေါ့။ and must provide a lot of capabilities our government and our military rely on. อืมสรุปကျွန်တော်တို့အစုရကပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့စစ်ပိုင်းဆိုင်ရာကပဲဖြစ်ဖြစ်လူအပ်သမျှကိုအီလွန်ကပဲကိုငွေထောက်ပံ့ပေးခဲ့တာဆိုမှသူကပြောနေတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ကကျေးဇူးတင်တယ်ပေါ့ Uh, we welcomed him today to the Pentagon to talk about Doge, to talk about efficiencies, to talk about. Ah, the, the Pete Hassan ka ka kwe ye un jipi de so ka kwe ye pa sa ya tu ma ta wan shi bok ku ti ya pit ni de. ပန်တီကွန်ကိစ္စမှာလေတူကပတာဝန်ယူပြီးမှဥဆောင်နေတဲ့လူတယောက်ဖြစ်နေတယ်ပေါ့နော်ဆိုတော့သူကိုယ်တိုင်ကပြောနေတယ်အီလွန်ကိုကျွန်တော်ပန်တီကွန်မှာခိုးခိုးခဲ့တာက invite လုပ်ခဲ့တာကအဲ့ဒီ dosh ကိစ္စကိုပဲဆွေးနွေးဖို့ခိုးခဲ့တာပါနော် efficiency ကိစ္စကိုပဲဆွေးနွေးဖို့ခိုးခဲ့တာပါနော်ဒီ panty ရေပေါ့ innovation အကြောင်းတွေကိုပဲဆွေးနွေးဖို့ခိုးခဲ့တာပါဆိုမှပြောနေတယ်ပေါ့နော် it was a great informal conversation so no wa da ga taman yu yu saka pyo yum tet tet pe chin lo ga kho kha ra ba so pyo ni le after that reporting was fake there was no war plans there was no chinese war plans for plans so no chan ne new york town ri ka ye ni le tri che le a kong long a tu yang le phit ni le ba chin lo ga china ne si ye si si da ro po no da ri ka ba ma ma shi ba wu pyo lo a lu wa meeting တော့ဘာဘာရောဘာတခုမှမရှိဘူးဆိုမှပြောနေတယ်ပေါ့ what we were doing at the Pentagon. criminals into our country. That's an inexcusable act. What Russia continues to attack Ukraine, are you planning to impose any sort of sanctions? Well, they're fighting against each other. Uh, yeah, I think we're going to have, we have. a ceasefire a ceasefire on lot of areas. And so So, far, that's all you know, very well. The Russian aku lolo to se အဲဒီရုရှားနဲ့ယူကရိန်းရဲ့အရေးကိုသူတို့ကမေးနေတယ်ပေါ့နော်ဆိုအခုလောလောဆယ်မှာပေါ့နော်နေရာတော်တော်များများမှာအပိခက်ရစေးရေး လုတ်ထားတာတော့ရှိနေတယ်ပေါ့နော်ဆိုတော့မေခွန်းကတော့ရုရှားကဆယ်လပီယူကရင်ကိုတိုက်ခိုက်မယ်ဆိုတော့ဒီစီပွေးပိုင်းဆိုင်ရာပေါ့နော် business ပိုင်းဆိုင်မှာ sanction ပေါ့ပိတ်ဆို့မှုတွေလုပ်မှလာဆိုတော့မေခဲ့တယ်ပေါ့နော် Getting that ceasefire, you know, they had a lot of guns pointing at each other. You had some soldiers, unfortunately, surrounded by other soldiers, and uh, they are going to be, I believe, we're going to pretty soon have a full ceasefire and then we're going to have a contract and so adika main point ya raw di ma adika main point ya ba le so raw full ceasefire ga adika main point to chat le ba long wa na apika yese ye pi song lo nai phu ya to to ka မျိုးလစ်နေတယ်အခုကအပိစုံမဟုတ်သေးဘူးတဝက်တစ်ပိုင်းမှာနေရတချို့တနေရမှာပဲအပိခရရဲ့စေးလုံနေတယ်အကျန်းတဲ့နေရမှာတော့ဆက်လက်ပြီးပစ်နေစေတိုက်ခိုက်နေစေဖြစ်နေတယ်ပေါ့နော် contracts being negotiated, the contract in terms of dividing up the lands, etc., etc. Ah, uh, so the uh, mm-hmm. contract a uh, jungle through got suinui near uh, dividing of the land. Babalona uh, so now, Russia ka uh, Ukraine uh, eastern part of Ukraine uh, 20 percent land go through ka ten you bida pin there. So any uh, any uh, 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 land jungle or name jungle no name jungle through ka, uh, -ka, uh, -ka suinui near contract jungle suinui near ပူတင်ကဘာပြောလဲဆိုတော့အဲ့ဒီ code sur region G ကိုအပီးအပိုင်တင်ပိုက်သွားလို့ရှိရင်တော့မြန်မြန်လေးတင်ပိုက်ပါဆိုမှသူ့ရဲ့တပ်သားတွေကိုရင်ညှို့ထားတာရှိတယ်။လမ်းညှို့ထားတာရှိတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ code region ကိုတင်ပိုက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ border border line ဆွေးမယ်ပေါ့နော်။ not territory line နေပီနေပီ line ပေါ့နော်။ဒီ nested line ကိုကျွန်တော်ဆွေးတော့မယ်ဆိုမှပူတင်ကပြောထားတာ။ဆိုတော့ Trump ကလည်းပြောနေတယ်အဲ့ဒီနေမင်းနဲ့ပတ်သက်တဲ့ဥစ္စာနော် territory နဲ့ပတ်သက်တဲ့ဥစ္စာတွေကိုသူတို့ကလည်းဆွေးနွေးနေတယ်။ ဘလူနဲ့ dividing လုပ်မလဲဘလူနဲ့အာဘလူပြောမလဲခွေးဝေမလဲပေါ့နော်အဲ့ဒါတို့သူတို့ကဆွေးနွေးနေတယ် they negotiate as we speak yeah 100% that's what this country charges Europe just announced that they're reducing their tariffs on cars to 2.5%. Nice. ခုနကသူပြောလဲဆိုတော့အခု Europe ဖက်ကလည်းသူတို့ရဲ့အခွင့်အရေးကိုရှော့ချလာတယ်။ဘာလို့လဲဆိုတော့အစကတည်းက Trump ကို Europe ကိုချိန်ချောက်ခဲ့တာကို မင်းတို့ယူရိုပကကျွန်တော်တို့အပေါ်မှာပါလေ rippings of load နေတယ်ဗောကျွန်တော်တို့ကလည်းမင်းတို့ကိုခုန်ကောက်တော့မစူးမှ Trump ကပြောနေတယ်အခုယူရိုဖက်ကလည်းသူတို့ရောက်ခွင့်ကို show အချလာတယ်2.5%ဗောနော်ဘောင်းနာဆာဂရိက Trump ကဘလို့ပြောခဲ့လဲဆိုတော့ကျွန်တော်တို့အမေရိကကပဲခမရတို့ရဲ့ garden ကိုဝင်နေတယ်နော်ခမရတို့ရဲ့ဖြစ်စီရင်ကိုဝင်နေတယ်ဘာဖြစ်လို့ဒီယူရိုဖက်ကကျွန်တော်တို့ရဲ့ US ရဲ့ထုတ်နေတဲ့ကွန်ပျူတာစီရင်ကိုမဝေကြတာလဲကျွန်တော်တို့ farm မှာထွက်နေတဲ့ layer မှာထွက်နေတဲ့ ်ပေါ့နော်ဒီတီးနံတွေကိုမင်းတို့မဝေချင်းကြဘူးကျွန်တော်တို့ကပဲမင်းတို့ကိုဝေနေတယ်ဒါတရားမျှတမှုမရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကလည်းယူရိုပကိုအခွင့်အရေးကြီးောက်တော့မယ်ဆိုပြီးမှချင်းချောက်ခဲ့တယ်ပေါ့ဆိုတော့အခုကဘာဖြစ်လဲဆိုတော့ယူရိုပကသူတို့ရဲ့အခွင့်အရေးကိုရှော့ချပလိုက်တယ်အကုန်လုံးပေါ့နော်တော်တော်လေးတော့စီပီတယ်ပေါ့ဆိုတော့ Trump ကအဲ့လိုမျိုးဘယ်လိုပြောမလဲ dealing ပိုင်းမှာအရင်တော်တော်လေးတုံနေတယ်ပေါ့နော်ပထမမှာမက္ကဆီကိုနဲ့ကနေဒါကိစ္စကိုလည်းကြည်ပါဦးပြတ်တက်တော့ကြည်ရဲ့ ူတို့ကိုချင်းချောက်တာနဲ့တတော်လေးဗာလေကနေဒါကလေတန်လေးတွေရှော့လာတယ်မက္ကဆီကိုကလေတန်လေးတွေရှော့လာတယ်သူရဲ့အဲ့ဒီအာဒီလင်းပိုင်းမှာတော့တတော်လေးတော့တော်တယ်ဗောနော်သူက business တမဖြစ်တယ်ဆိုတော့ဘာပဲဖြစ်ဖြစ်အခု Trump ပြောသမျှတွေထဲမှာပရိသတ်တို့ကိုယ်တိုင်ကဗောကူပိုင်တုံးတစ်ချက်ဘလူအာတွေ့လေပေါ့နော်ကူပိုင်ရဲ့အမင်းအတွေ့အခေါ်လေးတွေကိုလည်း comment မှာဝင်ရကြပါအောင်ကျွန်တော်နာမည်က June ပါကျွန်တော်ရဲ့ YouTube video လေးကိုသဘောကျမိတယ်ဆိုတော့ subscribe လို့ ya နဲ့အပြည့်လို့ရပါတယ် thank you so much for watching beautiful people i love you guys i will see you soon take care god bless